ਫੀਵਾ ਕਲੱਬ ਵਰਕ ਐ ਰਾਉਂਡ 1 ਮੋਂਟੇਰੇ ਇੰਟਰ ਮਿਲਨ ਮੈਨ ਸਿਟੀ ਕਾਸਾਬਲੈਂਕਾ မင်္ဂလာပါကိုခန့်စ်တာဖုတ်ဘောရှူရီကျိုးတော်ပါရဲကျွန်တော်ကိုခန့်ပါ FIFA Club World Cup Round 1ပွဲစဉ်တွေဖြစ်တဲ့အုတ်စု E ရဲ့ Monterrey Inter Milan ပွဲနဲ့အုတ်စု G ရဲ့ Man City Wydad Casablanca တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုလုတ်ပေးသွားကြပါတယ်။ Sure ဒီပွဲတွေဘယ်အချိန်မှကစားမလဲအရင်ပြောပြကြပါတယ်။ဗိုလ်တအူးနဲ့ပွဲစဉ်တွေဖြစ်ပါတယ်ခင်ဗျာ။ Monterrey နဲ့ Inter Milan ပွဲကတော့ဗိုလ်တအူးနဲ့မနက်အစောပိုင်း9:00နာရီခွဲမှာရှင်ပြိုင်ကစားမှာပါ။ Man City ပွဲကတော့ အဆင်ပြေပါတယ်ညဘက်၁၀နာရီခွဲမှာရှင်ပြိုင်ကစားမှာ ဖြစ်ပါတယ်။တခြားပွဲတွေလည်းကစားဖို့ရှိနေသေးတယ်ဆိုပေမဲ့ကျွန်တော်ပြည်သက်စိတ်ဝင်စားမယ့်ပွဲတွေကိုပဲအဓိကသုံးသပ်ဆွေးနွေးမှုလုပ်ပေးသွားကြပါတယ်။ Okay အဲကျွန်တော်ပထမတစ်ပွဲပေါ့နော် Monterrey Inter Milan မနက်9:00နာရီခွဲမှာရင်ဆိုင် ရှင်ပြိုင်ကြမယ့်ပွဲလေးဖြစ်ပါတယ်။ Monterrey ကတော့ Mexico ရဲ့ထိပ်တန်းကလပ်တင်တင်ဖြစ်တယ်။အဲ့တော့ Mexico club တည်းရဲ့ဘောလုံးအဆင့်တန်းကဒီ USA နဲ့တိတ်ပြီးတော့မကွာဘူးဗျ။ America တိုက်မှာနှစ်ပိုင်းရှိတယ်။နှစ်ပိုင်းမဟုတ်တကယ်ခွဲမယ်ဆိုရင်သူက Central America ပါထည့်လို့ရတယ်ပေါ့နော်။ထားပါတော့အဲ့ Central America တွေကွန်ကကက်ဖ်တွေကိုကျွန်တော်တစုတည်းထားလိုက်မယ်အဓိကနှစ်ပိုင်းပဲခွဲလိုက်မယ်နော်တောင်အမေရိကနဲ့မြောက်အမေရိကအဲ့တော့တောင်အမေရိကလို့ခေါ်တဲ့လက်တင်အမေရိကဘောလုံးအဆင့်တန်းမြင့်တယ်အာဟင်ဒီနာတို့ချီလီတို့အခုဘရာဇီးတို့ဘိုလီးဗီးယားတို့ကိုလံဘီယာတို့စတဲ့နိုင်ငံစတဲ့နိုင်ငံတွေပါတဲ့အသင်းတွေပေါ့ဗျာအဲ့ဒီဒေတာတွေကကလပ်တွေကလည်းဥရောပပြင်အကောင်းဆုံးကလပ်တွေလို့ပြောလို့ရတယ် အဲ့ဘရာဇီးလီကလပ်တွေပါမယ်အာဟင်ဒီနာလီဂရီဗာပလေးတို့ရေးစင်းတို့ဘိုကာဂျူနီယာတို့စတဲ့ကလပ်တွေပါမယ်အဓိကဒီကလပ်တွေရဲ့အဆင့်တန်းသည်ယူရိုပကကလပ်တွေကိုအဓိကရှင်းနိုင်တာဖြစ်ပါတယ်တခြားဒေတာတွင်ကကလပ်တွေကအဲ့လောက်မဟုတ်ဘူးအိမ်ဖြစ်အနေနဲ့ပဲရှင်းပြန်ကစားတာပါကျွန်တော်တို့တွေးမိသေးတယ်နောက်လာမဲ့ဘောလုံး ယာဒီတွေမှာလုံးမဲ့ FIFA Club World Cup ကအဲ့လောက်ထိစိတ်ဝင်စားဖို့ကောင်းပါဦးမလားအဲ့လိုဘာကြောင့်လဲဆိုတော့ဒီဥရောပ Club တွေပဲအသာသီးရနေမှာ Now Latin America Club တင်းအနေငယ်နဲ့ဒီလောက်ပဲကျန်တဲ့တိုက်ကြီးတွေက Club တင်းတွေကတော့ထင်လောက်အဆင်ပြေမှာမဟုတ်ဘူးဗျာဆိုတော့ကျွန်တော်ဒီ Monterrey ရဲ့ခြေသွမ်းပိုင်းအသင်းစုဖွဲ့မှုပိုင်းကလည်း Latin America Club တွေလောက်မကောင်းသလိုဥရောပကိုလည်းရှင်းနိုင်မယ်လို့ကျွန်တော်မထင်ပါဘူးသို့တော့ကျွန်တော်အကြောပေးမှုအရာဒီပွဲစဉ်က 1D ဆိုတဲ့အကြောပေးမှုပဲပေးထားပါတယ်ဒါက ပြောင်းပြောင်းတဲ့အကျော်ပေးမှုလို့ပြောရမှာပါ။အင်တာမီလန်လိုမျိုးလက်ရှိအချိန်ပူပူနွေ့နွေ့ချန်ပီယံလိဖိုင်နယ်တက်ထားတဲ့အသင်းတစ်သင်းကဘာကြောင့်ဒီလောက်ထိ ပျော့ပြောင်းတဲ့တုံးဆိုတော့အတွေးခေါ်မျိုးကျွန်တော်အမြဲရနေတယ်ဒီဘက်နဲ့ပတ်သက်ပြီးကျွန်တော်ချိန်ဖန်ချိန်ဖန်စဉ်းစားတဲ့အခါမှာတော့ Inter Milan အသင်းရဲ့ base ကပြိုကွဲသွားပြီဗျအဓိကတော့နီးပြဆိုင်မွန်းနေအင်ဇာကြီး Inter Milan ကစားသမားတွေကောင်းတာထက်ဆိုင်မွန်းနေအင်ဇာကြီးကောင်းတယ်လို့ပြောရင်ပိုပြီးမှန်လိမ့်မယ် Inter Milan အစုဖွဲ့ကြီးကိုရှိုးလိုက်ပါအောင်ဗျအသက်ကြီးတွေကြီးနေပြီအဲ့ဒီအစုဖွဲ့ကြီးနဲ့ Barcelona လိုအသင်းမျိုးအကောင်းဆုံးကြော်ဖြတ်ခဲ့တာနီးပြမဟုတ်လို့ဘယ်သူကြောင်းတော့ဒါ့အပြင်အသင်းရဲ့အဓိကကစားသမားတချို့ကလည်းနီးပြထွက်သွားတဲ့အခါကျတော့ဒီ viewer ဘိုင်းမှာအဆင်ပြေကြီးမပြေကြီးတစ်ချက်စဉ်းစား ဲ့တော့ကြောင့်ကျွန်တော်ကတော့ပွင့်လင်းပြောရင်အင်တာမီလန်ကိုအရင်ယုံကြည်မှုမရှိတော့ဘူးကျွန်တော်ကတဖက်မွန်တဲရီဘလူးကလပ်လဲဆိုတာတေးကြအကဲမဖြတ်မိသေးဘူးဆိုပေမဲ့ကိန်းကနန်အချက်လက်အရကျွန်တော်မွန်တဲရီဒီအသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာညင်းလို့တော့မရဘူးအခုနောက်ဆုံး6ပွဲသူတို့တွေ့ခဲ့တယ်4ပွဲနိုင်ပြီးတော့2ပွဲရှုံးတာတယ်တဖက်ကအင်တာမီလန်ကတော့3ပွဲနိုင် နှစ်ပွဲတည်တပွဲရှုံးတာတယ်အဲ့တော့မွန်တယ်ရီအနေနဲ့အင်တာမီလန်အသင်းကိုရင်ဆိုင်ရှင်ပြိုင်ဖို့အတွက်အကောင်းဆုံးမဟုတ်ရင်တောင်မှတင့်တင့်တဲ့အနေထားတရရှိမယ်လို့တော့ကျွန်တော်ယူဆပါတယ်ဒီလိုကြောင့်ဒီပွဲစဉ်မှာအင်တာမီလန်အသင်းနိုင်နိုင်ချေရှိပင်မဲ့ကတ်နိုင်သွားရင်တောင်မရှုံးနိုင်တဲ့မွန်တယ်ရီကိုကျွန်တော်သဘောကျတယ်တရေလဲကြာကောင်းကြာသွားနိုင်တယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ခင်ဗျာကဲနောက်တစ်တပွဲကတော့မန်စီးတီးနဲ့ကာဆာဘလန်ကာအဲ့တော့ Winded Casablanca ဆိုတဲ့အသင်းကမော်ရိုကိုရဲ့ထိပ်တန်းကလပ်အသင်းတစ်ဖြစ်တယ် အဲ့တော့မော်ရိုကိုမှာကစားသမားကောင်းတွေအများကြီးထွက်တယ်။အဲ့တော့ကျွန်တော်ဒီ FIFA Club World Cup မှာကလပ်သင်းတော်တော်များများလာပြိုင်ကြပေမဲ့ကျွန်တော်တွေကသူတို့ National Team တွေနဲ့ခိုင်းနိုင်ပြီးတော့ adjust ပြန်လုပ်ရတယ်ဗျ။ညသွားပြင်တော့မှန်ပါတယ်။အဲ့တော့ bro ရဲ့ Africa တိုက်မှာအပိုင်းနှစ်ပိုင်းထက်ကွဲတယ်။ဒီ America တိုက်နဲ့တူတူပဲ။ America တိုက်မှာဆိုရင်လည်းကျွန်တော်ကတော့ပြောသလိုမျိုးသူကတောင် America မြောက် America ရှိသလို Africa တိုက်မှာလည်းတကယ် African လူမဲအစ်စ်တွေနေထိုင်တဲ့နိုင်ငံတွေနဲ့ဒီတစ်ဖက်က Arab တွေနေထိုင်တဲ့နိုင်ငံတွေဆိုပြီးထက်ကွဲတယ်။မိုဆာ လာယီတို့ရီယယ်မရက်စ်တို့เนาะအခုမက်ဆီတို့ရောက်သွားတဲ့အစ်နော်ရီတို့စတဲ့နိုင်ငံတွေဖြစ်တဲ့အယ်ဂျီးရီးယားမော်ရိုကိုအီဂျစ်စတဲ့နိုင်ငံတွေဒီအာရဗ်တွေရဲ့နိုင်ငံဒါပေမဲ့အာဖရိကတိုက်လို့ပဲ ်သတ်မှတ်တယ်စနဂေါတို့ကင်မရွန်တို့နိုင်ဂျီးရီးယားတို့အိုင်ဗရီကိုစ်တို့စတဲ့နိုင်ငံကြတော့တကယ်အာဖရိကတိုက်ရဲ့ဘောလုံးနိုင်ငံတွေလို့သတ်မှတ်ကြတယ်အဲ့တော့မတူဘူးဗျအာရဗ်တွေကကြတော့အနှင်းငယ်ဒီတစ်ဖက်ကဟိုယူရိုပရဲ့ဘောလုံးကစားတဲ့ဟန်ကိုဆက်နွယ်ကြော်တနေ့ကလီယိုအီးတို့ရဲ့နော်အင်တာမိုင်ယာမီနဲ့ကန်သွားတဲ့ LL ရဲ့ကစားပုံကြည့်ပြတယ်သူတို့ကစားပုံက နည်းငယ်သေသက်တယ်ဘောပုသရှင်အများကြီးယူတယ် numerical advantage တွေယူတယ်ဟိုဘယ်လိုပြောမလဲအဆင့်တန်းတစ်ခုရှိတယ်ပေါ့နော်အဲ့တော့ RF တွေရဲ့ထိပ်တန်း club တင်တင်ဖြစ်တဲ့ ဝိုင်းတက်ကာဆာဘလန်ကလည်းထိုနည်းတူပဲကျွန်တော်တို့မော်ရိုကိုအယ်ဂျီးရီးယားစတဲ့ကစားသမားတွေကိုစုဖွဲ့ပြီးတော့ကြည့်နေရတဲ့ပုံသဏ္ဍာန်မျိုးပဲဖြစ်မှာပါဆိုတော့အကျော်ပေးမှုကိုကျွန်တော်တို့တစ်ချက်ပြန်ချိန်ကြည့်အောင်အကျော်ပေးမှုကတော့မက်ဆီဒီယားပြင်းတယ်ဗျ၃၉တွင်းရင်တောင်မှသူတဝက်ပဲပျော်ရွှင်ခွင့်ပေးထားပါတယ်ဒါကလည်းမက်ဆီဒီယားရဲ့မညာမတာဂိုးသွင်းတတ်တဲ့ပုံသဏ္ဍာန်အခင်းချင်းကြောင့်ဒီကျော်ပေးမှုပေးတာနေပါလိမ့်မယ် first league ကိုတစ်ချက်ကြည့်အောင်မက်ဆီဒီယားကတော့ဒါမေလ25ရက်နေ့ကတော့နောက်ဆုံးပွဲကန်ထားတာပေါ့နော်ဖူလန်ကိုတူးစီးနဲ့သူတို့နိုင်ထားတယ်အတဖ က်ကဝိုင်းတက်ကလည်းမေလ17ရက်နေ့တုန်းကနောက်ဆုံးပွဲကန်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်နှစ်သင်းလုံးကတော့နည်းနည်းပွဲအားဖြင့်အလံဝင်းနေပြီလို့ပြောလို့ရတယ်အဲ့တော့ဝိုင်းတက်ကာဆာဘလန်ကအနေနဲ့မက်ဆီဒီကိုစုဖွဲ့မှုကောင်းကောင်းနဲ့ချစ်လက်မှုအားကောင်းကောင်းနဲ့ရှင်ကစားဖို့ပဲရှိတယ်နှစ်သင်းလုံးကဘောလုံးပွဲတွေအဆက်ပြတ်ထားတဲ့အခါကျတော့ဒီအသေးသေးရဲ့ဟန်ချက်တစ်ခုကိုကျွန်တော်တို့ဒီပွဲမှာတေချာပြန်ပြီးတော့တည်မဲ့သဘောမျိုးရှိပါတယ်နောက်မက်ဆီဒီမှာကစားသမားသစ်တွေခေါ်ထားတယ်ရိုင်းဒါစ်တို့ နော်ချာကီတို့စတဲ့ကစားသမားတွေပေါ့အဲ့တော့ဒီကစားသမားတွေရဲ့ခြေသွမ်းမိုင်းကိုကျွန်တော်တို့ပြန်လှည့်ပြီးတော့အကဲဖြတ်ခွင့်ရလိမ့်မယ်ဆိုတော့အကြောပေးမှုကြီးကတိတ်တော်ယုတ်တိမရှိဘူးအဲ့လောက်ထိမပေးသင့်ဘူးပေါ့နော်တစ်ဖက်က American Club တွေဖြစ်လို့အာရှရဲ့ Club တွေဖြစ်လို့ဒီကြောပေးမှုပေးလိုက်တယ်ဆိုရင်တော့ကျွန်တော်လက်ခံတယ် Man City ကိုပြက်နိုင်မဲ့အခြေအနေတွေရှိတယ်ဗျအဲ့တော့ကျွန်တော် Man City ဘယ်နှဂိုးလောက်သွင်းနိုင်မလဲဆိုတဲ့အပိုင်းကိုဆက်လက်ဆွေးနွေးကြည့်အောင်နှစ်ဂိုးလောက်နဲ့ကတ်နိုင်သွားဖို့ကအခြေအနေ များတယ်ဒါပေမဲ့ total goal မှာ3 goal အပြည့်ရှုံးပေးထားတဲ့အတွက်ကြောင့် Man City 3-0ဆိုတဲ့ပုံစံမျိုးကလည်းဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့် Man City သည်3 goal အတွင်းတော့တဝက်လောက်ပဲပျော်ရွှင်ခွင့်ရမှာပါဆိုတော့တိတ်မတန်ဘူးလားပေါ့နော်နှစ်ကိုးသွင်းနိုင်တဲ့ percentage ကများတယ်သုံးကိုးသွင်းနိုင်တဲ့ percentage ကနည်းတယ်သုံးကိုးသွင်းမစီတီတဝက်လောက်ပဲပျော်ရွှင်ခွင့်ရမယ်အဲပြိုင်ဘက်ကာဆာဘလန်ကာသုံးကိုးသွင်းတဝက်လောက်ပဲဆုံးရှုံးမယ်ကာဆာဘလန်ကာကိုကျွန်တော်တို့စွန့်စားပြီးရွေးချယ်ကြည့်အောင်မစီတီနိုင်တာကတော့နိုင်မှာပါတွေ့မယ်ကျွန်တော်ဂိုးပြတ်ဖို့အတွက်တော့အရင်မမျှော်လင့်ထားပါဘူးခင်ဗျာ